မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မရီယာအနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ကြားကနေပြီးတော့စစ်ကောင်စီကလုံခြုံရေးတွေတင်းကျပ်ထားပြီးတောင်ပြုံးမင်းနှပါပွဲကိုမဖြစ်မနေကျင်းပနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေး PDF က မာရီယာကစစ်ကောင်စီရဲ့တပ်စခန်းတချို့ကိုထိုးစစ်ဆင်နေပြီးတော့တပ်စခန်းတချို့ကိုသိမ်းပိုက်ထားတဲ့အချိန်မှာစစ်ကောင်စီရဲ့တင်းကျပ်ထားတဲ့လုံခြုံရေးနဲ့အတူတောင်ပြုံးပွဲကိုကျင်းပနေတယ်လို့ဆိုပါရယ်မာရီယာရှေ့ချမ်းမှာစစ်ဘေးရှောင်တိမ့်တဲ့ချီရှိနေပြီးတော့အများစုဟာစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမိရှုပ်မှုတွေကြောင့်အိုးမဲ့အိမ်မဲ့တွေဖြစ်ပေါ်နေတဲ့အချိန်တချို့သောပြည်သူတွေက ရိုးရာကိုအကြောင်းပြုပြီးတော့ပျော်ပွဲရှင်ပွဲတွေကျင်းပနေတယ်လို့တော်လိုင်းအင်အားစုတွေကဝေဖန်ထားပါတယ်လက်ရှိတောင်မြုံပွဲကျင်းပနေတဲ့နေရာနဲ့ငားမိုင်အကွာမှာတော်လိုင်းတပ်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာလည်းဖြစ်တယ်လို့သိရပါတယ်တောင်မြုံပွဲဟာဩဂတ်စ်လ12ရက်နေ့ကနေစတင်ပြီးတော့ဩဂတ်စ်လ16ရက်နေ့အထိကျင်းပပြုလုပ်သွားမယ်လို့တောင်မြုံပွဲကျင်းပရေးကော်မတီကထုတ်ပြန်ထားပါတယ် တောင်ပြုံးပွဲကိုရခင်ကရန်ကုန်မန္တလေးမြို့ကြီးတွေကနေလာရောက်လေပတ်ကြည့်ရှုသူတွေမရှိသလောက်နေပါသွားပြီးတော့ဒေသခံတချို့နဲ့သာပြုလုပ်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တဇိုးရွာကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်ရှေးဟောင်းတမိုင်းဝင်ဇေဒီနှဆူထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ15ရက်နေ့ည7:00နာရီကျော်ကမှမြင်းကြံမြို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ69လက်အောက်ခံခမရ15တပ်ရင်းက သူဆိုးချေးရွာခေါ်တဆိုးချေးရွာအတွင်းကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရာအင်းဝမိဖုရားကြီးတီထားကိုယ်ခဲ့တဲ့တမိုင်းဝင်လှန့်ရှိဇေဒီတော်နဲ့ရွှေစင်ပွဲ့ဖရာအတွင်းမှာရှိတဲ့ဇေဒီငယ်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မြင်းညာခမရစစ်တပ်ကနေပြီးတော့လက်အောက်ခံတပ်ကနေတိုင်းလိုလိုပြစ်ခတ်နေတာ၁၄ရက်နေ့ကလဝဲမြင်းနီရွာရွှေစင်ပွဲ့ဖရာအတွင်းမှာရှိတဲ့ဇေဒီငယ်တစုပါလက်နက်ကြီးနှလုံးကျလို့ပျက်စီးသွားတာအနည်းနာမှာရှိတဲ့နေအိမ်တွေလည်းပျက်စီးသွားတယ်ပြည်သူတွေကတော့ထိခိုက်မှုမရှိပါဘူးလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။မြင်းညာခရိုင်အထူးစစ်စ ဆင်ရေးမြင်းကြံ district special operation mds ကိုစတင်ခဲ့တဲ့ august 10ရက်နေ့နောက်ပိုင်းကစပြီးတော့နထိုးကြီးတောင်သာမြို့နယ်များဘက်ကိုခမရ15တပ်ကနေ့စဉ်လက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခက် carry ကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ အခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတဖက်တလန်းကနေပြီးတော့လှူဒဲပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နမ်ဆန်မြို့မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ16ရက်နေ့မနက်အစောပိုင်းတနာရီကမှအချမ်းဘတ်စစ်ကောင်စီကနမ်ဆန်မျိုးကို Jet Fighter ဒဇီးနဲ့ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့သိရပါဗျ။ဩဂတ်စ်လ17ရက်နေ့ကလည်းအချမ်းဘတ်စစ်ကောင်စီကနမ်ဆန်မျိုးအတွင်းကို Jet Fighter နဲ့၃ကြိမ်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့ဒေသခံပြည်သူတအုပ်ဒေဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ဘကိုးတိုင်းညောင်လေးပင်ခရိုင် လေတုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုထားပါတယ်။ဩဂတ်စ14ရက်နေ့ည8:40မိနစ်ခန့်မှာလေတုံမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလိုက်ရ264တရင်က190မမလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရာတောင်ခင်ကျေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အသက်84နှစ်အရွယ်ဦးသိန်းကျော် အသက်36နှစ်အရွယ်စောနေဘလူးနဲ့အသက်60အရွယ်ဦးလာတောင်းတို့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကြေးရွာနေပြည်သူဦးသိန်းကျော်ရဲ့နေအိမ်တစ်လုံးလည်းပျက်စီးခဲ့ပြီးတော့စောနေဘလူးမွေးမြူထားတဲ့နွားနှကောင်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စဲစင့်ကိုင်းနဲ့တရဦးမြို့နယ်ကလမ်းဆောင်လမ်းကွာတွေနဲ့ကြီးပါတွေကိုစစ်ကောင်စီအုပ်စုကဩဂတ်စ16ရက်နေ့မနက်ပိုင်းကဝင်းရောက်စီးနှင်းကတွေ့သည့်လူတွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးတော့လူဦးရေရာနဲ့ချီပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ16ရက်နေ့မနက်9:00နာရီလောက်ကစတင်ပြီးတော့တရဦးမြို့အနောက်ဘက်အထွတ်တရဦးမြို့သားမြင်းကြံလမ်းတလျှောက် စစ်ကောင်စီအုပ်စုကတွေ့သမျှလူတွေကိုကားပေါ်တင်ပြီးတော့ဖမ်းဆီးပေါ်တာဆွဲတယ်လို့နေ့လယ်၁၂နာရီကျော်မှာစစ်ကောင်မျိုးနဲ့ရွှေဘိုရွာလမ်းဆောင်ညနေ၄နာရီလောက်မှာကြောက်ဆယ်မျိုးအနောက်ဘက်ကကြေးရွာတွေကိုစီးနှင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။မနက်၇နာရီခွဲဒရအူးမျိုးအနောက်ဘက်အထွတ်မြို့သားလမ်းလက်ပံခွေးမှာခရီးသွားပြည်သူတွေနဲ့မန္တလေးကိုအလုသွားလောက်ကြတဲ့လူငယ်တွေ အများစုကတော့နေစားပယံတွေကိုစိုင်းကယ်တွေကိုတားပြီးတော့ချောဆွဲထားတဲ့ကားတွေပေါ်ကိုအတိတ်တက်ခိုင်းနေထွေအုံရုံးကိုပထမဆုံးခေါ်သွားပါတယ်ခေါ်သွားတဲ့ကားအကြီးအတွက်က9စီးကားမျိုးစားတွေကတော့ကန်တာလိုက်ထွက်တွေဖြစ်ပြီးတော့ခံမှန်းလူကြီး250ခန့်ရှိပါမယ်ဖမ်းဆီးပြီးတဲ့နောက်မိသားစုဝင်တွေကိုဖုန်းဆက်ခေါ်ခိုင်းပြီးတော့လက်မှတ်ထိုးခိုင်းပါတယ်ခံမှန်းလူဦးရေ250တဲက80ခန်းကိုညနေ4နာရီအချိန်မှာကန်တာဒစီလိုက်ဖက်ဒစီအပြည့်နဲ့ ဘယ်လင်းဘက်ကြောက်စဲဘယ်လင်းကိုပုတ်နေပါပြီလို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။အဲ့ဒီဒရဦးမျိုးအဝင်ဂိတ်ပေါ်တာဆွဲဖမ်းဆီးမှုကိုဒရဦးမျိုးကစစ်အုပ်စုကောင်စီဝင်ဗိုလ်မှူးအဆင့်တန်းနိုင်ကဦးဆောင်ပြီးတော့ပြူစောတိထွေအုပ်မိသက်စတာတွေနဲ့စစ်ကောင်စီအုပ်စုရဲ့လက်နက်ကိုင်တွေပါဝင်တယ်လို့သိရပါဗျ။ဒရဦးမျိုးနဲ့ကြေးရွာအသီးသီးကလူငယ်တရာကျော်ပေါ်တာဆွဲခံလိုက်ရပါတယ်။ ဩဂတ်စ်လ16ရက်နေ့မနက်ခင်းပိုင်းမှာသက်ဆိုင်ရာလုပ်ငန်းခွင်တွေကိုစိုင်ကယ်နဲ့သွားတဲ့သူတွေအပါအဝင်အယောင်းဝယ်လုပ်ဖို့သွားတဲ့လူငယ်တွေကိုတားဆီးဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်လို့ ဒရဦးကဒေတာကန်တို့ကပြောပြထားပါတယ်အဲ့ဒီနောက်မှာတော့နေ့လယ်တနားဝင်းကျင်မှာစစ်ကင်မြို့နယ်ရွှေဘိုရွာလမ်းဆောင်ကိုစစ်ကောင်စီအုပ်စုနဲ့ပြူစောတီဆယ်ယောက်ခန့်အပါအဝင်စစ်အုပ်စုမြို့နယ်ကောင်စီဝင်တွေရောက်လာပြီးတော့ရွှေဘိုရွာသားနယ်လမ်းသွားလမ်းလာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ဒေတာကန်တွေကပြောပါတယ်စစ်ကင်မြို့နယ်ရွှေဘိုရွာလမ်းဆောင်မှာဩဂတ်လ16ရက်နေ့တနားကျော်အချိန်မှာပြည်သူ့စစ်အဖွဲ့ဝင်ဆယ်ယောက်ခန့်နဲ့မြို့နယ်ထွေအုံရုံးအဖွဲ့က ရွှေဘိုရွာသားတယောက်နဲ့မုံပင်းကျေးရွာသား၄ယောက်ကိုစစ်သားစုဆောင်ဖို့အတွက်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ကားပေါ်မှာလည်း၃ယောက်ဒီနည်းအတိုင်းပဲခေါ်ဆောင်လာတယ်လို့သိရပါတယ်။စုစုပေါင်း၈ယောက်စစ်မှုထမ်းမဲပေါက်တဲ့သူတွေမရှိတော့ဘူး။အဲဒါကြောင့်ပေါ်တာဆွဲနေတာလို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ဩဂတ်လ16ရက်နေ့ညနေ၄နာရီအချိန်မှာတော့ကြောက်စဲမြို့အနောက်ဘက်ကရွာတွေကိုစစ်ကောင်စီအုပ်စုကစီးနှင်းကပေါ်တာဆွဲဖမ်းဆီးနေပြီးတော့ဒေသခံတွေထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးလွမြောက်လာသူကပြောပြခဲ့ပါတယ်စစ်မှုထမ်းတွေကဝင်ပြီးဆွဲနေတာကိုရွေးကိုပြေးခဲ့ရတယ်လူမှုရေးကားနဲ့အန်စာရုံးကားနှစ်စီးနဲ့လာဆွဲတာပါပါသွားတဲ့သူတွေလည်းရှိတယ်ပါမတွေ့လို့အမေတွေမောင်နှမတွေဖမ်းသွားတာတွေလည်းရှိတယ်အဲ့ဒီကြောက်စဲဘက်ကရွာတွေကဒလန်ပေါ်တယ် ် PDF အားမကောင်းတော့ထင်းတိုင်းကိုကျင်းနေကြတာလို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီအုပ်စုဟာမန္တလေးမြို့ပေါ်မှာလဲပေါ်တာဆွဲပြီးတော့စစ်သားတဲ့စုဆောင်းတာတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီးတော့အဓိကအဖြစ်စစ်ဘေးရှောင်ပြည်သူတွေလာရောက်ခိုးလုံနေထိုင်တဲ့ရက်ွက်တွေကိုပြစ်မှတ်ထားတာအစီအစစ်ရင်းနဲ့လက်နက်ပြမိုက်ကြီးခွဲဖမ်းဆီးငွေညစ်ကစစ်သားတဲ့စုဆောင်းတာတွေကိုလှုပ်ဆောင်နေတယ်လို့မြို့ကန်တွေကပြောပါတယ်ကြောက်စဲစစ်ငိုင်းတဲ့တရုံနယ်တွေဘက်မှာလဲတိုက်ပွဲတွေတိတ်မရှိသေးပဲငြိမ်းနေတာကြောင့်နိုင်ငံတော်ကစစ်ပြေးပြည်သူတွေဟာလာရောက်ခိုးလုံနေထိုင်မှုတွေများပြားနေတယ်လို့သိရကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မဲဆက်လီရွာရဲစခန်းနဲ့အနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့ပြည်သူများကိုရွှေ့ပြောင်းနေထိုင်ကြရန်မင်းဘူးခရိုင်အမှတ်ခွန်တရရင်ကမြစ်တာရက်ခံထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ16ရက်နေ့မှာမင်းဘူးခရိုင်အမှတ်ခွန်တရရင်ကပွင့်ဖြူမြို့နယ်မဲဆက်လီကျေးရွာရဲစခန်းအနီးမှာနေထိုင်ကြတဲ့ပြည်သူများကို ပြောင်းရွှေ့ပေးကြပါရန်အတိပေးကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။မဲဆလီကျေးရွာရဲစခန်းမှာအချက်ပတ်ဆက်တကအင်အားဖြည့်တင်းခြင်းစစ်စင်ရေးလှုပ်ဆောင်ရန်အတွက်စုဝေးခြင်းများကိုပြုလုပ်နေခြင်းကြောင့်ထုတ်ပြန်ချက်အမှတ်3024အရလည်း ်ပသိမ်မုံရွာလမ်းပိုင်းအခြေအနေကိုပြည်သူများကိုအသိပေးထားပြီးဖြစ်တယ်လို့သိရပါတယ်အဓိကကတော့ပြည်သူတွေကိုမထိခိုက်စေချင်လို့ပါအကြမ်းဖက်စစ်ကောင်စီကအင်အား120နီးပါးတိုးထားပြီးတော့စစ်ရေးလှုပ်ဆောင်ဖို့အတွက်ပြင်ဆင်နေလို့ပါတိုက်ခိုက်မယ်မတိုက်ခိုက်ဘူးဆိုတာထက်စီးရေးဖြစ်ပေါ်လာခဲ့ရင်ပြည်သူတွေထိခိုက်မှာစိုးလို့ကြိုတင်အသိပေးတဲ့သဘောပါလို့မင်းမှုခေအမှတ်ခေါ်တိုက်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီမဲဆယ်လီစခန်းနဲ့အနီးတစ်ဝိုက်မှာစစ်စင်ရေးများဖြစ်ပေါ်လာနိုင်တဲ့အတွက်ယခုကြေညာချက်ထုတ်ပြန်တဲ့အချိန်ကစပြီးတော့ရွှေပြောင်းနေထိုင်ပေးကြပါရန်အတိပေးအပ်ကြောင်း သတင်းရရှိပါရယ်ခမဆလပီတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း9732ထံကိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးကိုဂုံပြူစုငွေများချင်းမြဲပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးဖြစ်တဲ့တပ်မ44လက်အောက်ခံခမရ1က တသားဝေလင်းထန်နဲ့ခလာရစနစ်တရဲ356ကတသားခွန်ကျော်ဦးတို့ဖြစ်ပြီးတော့လုံထုံးလုံနီးများနေအနီးစီစစ်လက်ခံပြီးတော့ဂုံပြူစုဝင်များကိုချင်းမဲ့ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်နက်ချပြီးတော့ပြည်သူနဲ့ဘူပေါင်းတို့တဲ့စစ်ကောင်စီတပ်သားများကိုရန်ကုန်တိုင်းစစ်ဌာနကစူးစိုးလက်ခံလျက်ရှိပြီးတော့လူအခွင့်ရေးအပြည့်အဝရရှိစေကာလက်နက်နဲ့အလင်းဝင်လာတဲ့သူတွေကိုစုဝင်များကိုချင်းမဲ့ပေးသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ဌာနကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ